အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့က drum pattern 1ကိုကျွန်တော်ပြောပြခဲ့ပြီးပြီတကယ်တခုချင်းတေချာ live လုပ်ကြည့်ပါเนาะဒါကတော့ live လုပ်ရင်းနဲ့အဆင်ပြေဘူးဆိုရင်ကျွန်တော်ကိုချိန်ဝင်မေးလို့ရပါတယ်ကျွန်တော်ကိုကျေးဇူးတင်တော့အားဖြင့် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါ ခုကျွန်တော်ဒီနောက်ထပ် drum pattern တစ်ခုပေါ့နော်အဲအ drum pattern တစ်ခုဟိုကိုပြောခြင်းပါတယ်နောက်ထပ်မှာနောက်မှာလည်းကျွန်တော်အများကြီးပဲကျွန်တော်ဒီ drum pattern တွေအကြောင်းပဲတစင်ချင်းသွားမယ်တစင်ချင်းဆိုပေါ့ဟို drum သွားမယ် drum သွားမယ်နောက်နောက်ဒီဟို FL studio တချင်းတီးတဲ့ခါမှာလိုအပ်မယ်နော်ဒီ instrument line တွေအကြောင်းလည်းကျွန်တော်ပြောပြပေးမယ် raw pattern တွေလည်းကျွန်တော်တင်ပါပေးမယ် ခြားခြားပတ်တန်းအစရှိသည့်ဖြစ်တော့ကျွန်တော်အကုန်လုံးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ဖြစ်အောင်လုပ်ထားပေးပါကျွန်တော်အခုဒီ F1 Studio Mobile နဲ့ကိုဝင်လိုက်ပြီးဝင်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမနေ့ကပတ်တန်းနဲ့မတူတော့ဘူးမနေ့ကဒီ BABA အခုဟာကျွန်တော်တို့ဒီတူတီးကြည့်မယ်ပတ်တန်လေးကဒီမှာပါကျွန်တော် BAA BB AB ဟုတ်ပြီနော် B ဆိုတာက K ဒီချက်ချေကအိတ်ကစနဲ H က high hat ပါ ဟုတ်ပြီဒီမှာကျွန်တော်ပြောချင်တာကဒီဒီရှေ့က B ဆိုတာကဒီတပားစာเนาะဟိုတပီးစာเนาะတပီးတပားတပီးမှာတစ်ချက်ပဲခြားမယ်ဟုတ်ပြီနောက်ဒီ HH ဆိုတာက HH ဆိုတာကဒီဒုတိယ B မှာနှစ်ချက်ခြားပြီးမယ်နောက်က BB ဆိုတာလည်းပဲဒီတတိယအဖားမှာနှစ်ချက်ခြားမယ် AB နောက်ဆုံး AB လည်းတတိယပါးမှာနှစ်ချက်ချမယ်။တော့ तू ပြောတဲ့ဒီတင်ငေးသားလေးဒီအတိုင်းပဲလိုက်ချမှာဘာမှမခက်ဘူးเนาะတခြားလိုက်ကြည့်ပါနောက်ထပ်ဒီပတ်တန်ဒီမှာဒီခွဲတာတွေအများကြီးရှိတယ်เนาะတိုင်းနှလုံးချတာတော့သုံးလုံးချတာတော့လေးလုံးချတာတော့အများကြီးရှိရယ်เนาะဒီတခုချင်းတခြားကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တီးတလောက်ခွန်းတလောက်ဆရာဆရာများပါရင်လည်းပဲမှားများပါရင်ခွင့်လုပ်ပေးပါဟုတ်ပြီကျွန်တော်တို့မနေ့ကယူထားတဲ့ဒရန်ပတ်တန်လေးကိုပဲကျွန်တော်ဒီဒီလိုက်မယ်เนาะ ကဲရှိဒီမှာဆိုရင်ကျွန်တော်တို့ B เนาะ B ကဒီပထမတပိမှာတလုံးမဲ့ချမှာဆိုတော့ဒီလိုလေးချပြရပါမယ်ဟုတ်ပြီเนาะနောက်နဲ့ဒုတိယ B မှာဒါဒုတိယ B ဆိုတာဒါကိုခေါ်တာเนาะဒုတိယ B ဆိုတာဒါကိုခေါ်တာအဲဒုတိယ B မှာနှလုံးချမှာဆိုတဲ့အတွက်ကြောင့်ဒီလိုလေးချပြရမှာပါဒီလိုလေးတွက်ချလို့မရဘူးเนาะဒီလိုလေးချပြရမှာပါအဲနောက်တတိယ B မှာ BB ဆိုလဲပြတယ်ဒီဒုတိယ B AA အတိုင်းပဲ ချပေးပါမယ်။နောက်က HB ကတော့ H ဆိုတာကစနေဖြစ်တယ်။ B ဆိုတာက kick ဖြစ်တယ်။အဲ့လိုလေးပဲချပေးမယ်။ high hat ကတော့เนาะဒီ drum pattern တိုင်းမှာချက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒီကိုနဲ့အဆင်ပြေမယ်။ high hat လေးပဲချထည့်ပေးလိုက်ပါကျွန်တော်ဒီတိုင်းလေးပဲသွားသွားလိုက်မယ်။ဒီလူပုံသင်တီးတဲ့အတိုင်းဖြစ်အောင် velocity လေးကိုเนาะတခုကြားကြည့်မှကျွန်တော်လျှော့ပေးလိုက်မယ်။ play ကြည့်မယ်เนาะတစ်ချက် အဲ့ဒီမှာဆိုရင်ကျွန်တော်ထပ်ပြီးတော့ချော်ဦးမယ်ဒီနေရာမှာလူတီးတယ်ဘုန်းတော်ရှင်တစ်ချက်စီလိုက်ချော်လိုက်မယ်နော်ဆင်ပြေလို့နားထောင်ကောင်းမယ်ဆိုရင်တော့ကိုနားထောင်ကောင်းမယ်ပုံစံလေးတီးကြည့်ပေါ့ဗျာနော်ဒါဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့ဒီ လေးပါးသာပဲတီးမယ်နော်ဗျာလေးပါးသာပဲဒါမှတော့ဒီ၉ပါးသိတီးလိုက်မယ်ဒါဘာလဲဆိုတော့ကော်လိုင်းနော်ကော်လိုင်းမှာကျွန်တော်မနေ့ကပြောတယ် C D minor F G နော်အဲ့ဒါနဲ့တီးမှာဖြစ်ပါတယ် C ဘောလုံးလေးနဲ့ရှော့လိုက်မယ်အရင်ကျဲသွားရင်မကောင်းဘူးနော် C C နောက်တစ်ခုကော်အင်ဗာရှင်းနေပါတယ်ကျွန်တော်ပြောပြပေးမှာပါ ပြောပါမယ် C D minor F G C D minor F G အလုံးလေးပဲကျွန်တော်ဟိုကြုံသွားပါတော့စိတ်ထဲမှာရှိတဲ့ဒီကော်လေးကိုကျွန်တော်ပြောပြပေးတာပါပုံစံမှတ်လို့မရပါဘူး နောက်ထပ်ဒီ၄ပါးသာဆက်ကူးပြီးတော့တမပတ်လိုက်မယ်ဟုတ်ပြီဒီကောင်းတော့ဘတ်ဘတ်ကိုဘယ်လိုလိုက်မလဲဆိုကျွန်တော်တို့မနေ့ကတင်ခန်းသားမှာကျွန်တော်တင်ခဲ့ပြီးပါပြီ kiss ကအခြားဒီမှာ လိုက်ပေးပါမယ် kiss နေရာမှာလိုက်ပေးပါမယ်ဓမ္မဆိုရင် kiss ကနော်ဒီနော်ဓမ္မပေါ့နော်အဲ့ဒါဆိုရင်ဒီ call လိုက်ချပေးရမယ်နော်ဒီဓမ္မချလိုက်မယ်ဒါကနော် call လိုက်ချမယ်နောက်တစ်ခု b ချဓမ္မအရင်ဆုံး kiss တွေကိုအရင်လိုက်ချနော် ကရှိတဲ့ကောင်လေးဒလုံးလေးချလိုက်မယ်ဗောနော်ဟုတ်ပြီဒီမှာကစ်တလုံးလာမယ်ဟောဒီဒီနော်ဒုတိယဒီနားလေးပါနော်ဗောနော်အဲ့ဒါကျွန်တော်ကဒီနားလေးလုံးနားထောင်ကြည့်မယ်နော်ညာလေးကိုနည်းနည်းလေးထည့်ကြည့်လိုက်မယ်နော် ပုံတင်မှတ်လို့မရဘူးနော်ကျွန်တော်ဟိုအလွယ်ဆုံးအစင်းရနေပြီးတော့ကျွန်တော်ပြောပြတာပေါ့နော်တချို့လူတွေကဘလို့တီးလဲဆိုရင်ကျွန်တော်တော့ပြောပြပါမယ် C C ဟိုတမျိုးတမျိုးဟိုပုံစံတွေကတော့မတူဘူးပေါ့နော်မြူးသစ်ဆိုတာကကိုဖန်တီးရင်ဖန်တီးတယ်လို့ဟိုကိုကောင်းတာပေါ့နော် အဲအဲ့လိုမျိုးလေးပဲအဲ့လိုမျိုးလေးလည်းရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအခြေခံနေစာမှာဖြစ်တဲ့အတွက်ကြောင့်နောက်ကနောက်ကြမှာဟိုဘရာသာတို့ဒီကိုယ့်ရဲ့ညာသန်းရှိသလောက်ဒီဖန်တီတီနော်ဖန်တီတီတီပေါ့နော်ဟုတ်ပြီအဲ့တိုင်းလေးပဲလိုက်ချကြည့်လိုက်နော် ဒီဒီကောင်လေးကလေသူပထမတီးတဲ့ဟာလေးနဲ့လည်းတီးလို့အဆင်ပြေတယ်နော်ဒါလေးနဲ့လည်းအဆင်ပြေတယ်နော်အဲ့လိုလေးလည်းအဆင်ပြေတယ်နော်ဒါမှမဟုတ်ကျွန်တော်ကက်လိုက်ပဲလိုက်ချပြီးမယ်ဒါမှကင်းနှစ်ချက်လာမယ်ဒါမှတစ်ချက်လာမယ်နော်ဟိုကျွန်တော်ဒီလိုလေးချပြီးလိုက်မယ်

di di Allah aku bilang. အဲနောက်ထပ်ရတန်လေးပါထပ်ကြည့်ပါနော်ရတန်ကတော့ဟိုထရေလူပြောသေးရမလို့ဘူးပေါ့နော်ညော်တို့ဒီကေကေအချာဒီမှာဒီပဲလိုက်ပြီးတော့ထည့်ပေးလိုက်ပါကေကေအချာအချာဒီပဲလိုက်ထည့်ပေးမယ် လိုလေးလည်းခြာလို့ရရင်အဲ့လိုလေးခြာပေးမယ်နော်အဲ့လိုလေးလည်းနောက်ထပ်လုံးဆင်ပြေးတယ်ဘာလို့လဲကျွန်တော်ဒီရတန်ကဒီပုံစံတစ်မျိုးတည်းပဲပြတယ်လို့ပြောနေတော့ကျွန်တော်ဒီနောက်ထပ်လီလက်စင်တွေမှာ လာမယ်ပေါ့နော်တခြားလေးဆက်ကြည့်ပါ ဒီမန်စတူကဟိုကာဘာဆောင်းတွေတီးခြင်းနဲ့တချင်းနဲ့ဖန်တီးခြင်းနဲ့ဆိုရင်တော့သူများဒီတီးပြီးသားတချင်းတွေကိုမင်းများလေးနားထောင်ပါတော့။ကဲကျွန်တော်ဒီမှာဒီကော့ကို string call လေးနဲ့ထည့်ထည့်ကြည့်လိုက်မယ်နော်။ string call လေးနဲ့နည်းနည်းဟိုဘယ်နဲ့ကြွတော့အောင်နော်။ string call လေးနဲ့ထည့်ကြည့်လိုက်မယ်။နည်းနည်းတိုးပေးလိုက်မယ်နော်။ ခြေခံเนาะကျွန်တော်တို့တကယ်နှုတ်ဆော်ရွက်ကိုခုနကကြည့်တည်တဲ့အခါမှာဒီတချင်းနဲ့ဒီတချင်းနဲ့ဘလို့ကိုက်ညီမဲ့ဒီတန်တွေမျိုးလေးတွေတီးမလဲเนาะဘလို့ရတန်တွေဘလို့ဘတ်တွေထဲမလဲဘလို့လုံးမလဲဆိုတော့ကျွန်တော်နဲ့နောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်နဲ့အတူတူတီးကြည့်မှာဖြစ်တဲ့အတွက်ကြောင့် brother ဆိုစိတ်မပူနဲ့เนาะကျွန်တော်အမြဲတမ်းကျွန်တော်တီးတဲ့တချင်းလေးတွေကိုကျွန်တော်ဒီကျွန်တော်တီးတဲ့လောက်မှတ်တဲ့လောက်ကလေးကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်